ုံတွေ့ခဲ့ရတယ်ဖြတ်တန်းခဲ့ရတယ်ဒါပေမဲ့အဲ့ဒီကွဲလွန့်သွားတဲ့အခြေအနေတွေကြားထဲမှာစစ်ဖြစ်နေတဲ့အခြေအနေတွေကြားထဲမှာမြန်မာနိုင်ငံမှာယုံကြည်သူတွေကတိုးပွားလာတာကိုတွေ့ရတယ်အဲ့ဒီခေတ်ကာလမှာဘာကြောင့်တိုးပွားလာလဲဆိုရင်ဖျားသခင်ရဲ့သစ္စာရှိခြင်းကမျောလင့်ခြင်းနဲ့တတ္တိတွေကိုယူဆောင်ပေးခဲ့လို့ဖြစ်ပါတယ်ဖျားသခင်သစ္စာရှိတယ်ဆိုတာကိုသူတို့သိတယ်ဖျားဟာအသက်ရှင်တယ်ဆိုတာကိုသူတို့သိတဲ့အတွက် တို့မှာမျှော်လင့်ချက်တွေရှိတယ်။တို့မှာတတ်တိတွေရှိတယ်ဆိုတာတွေ့ရတယ်။တမန်တော်ကာလမှာလည်းတမန်တော်ဝတ္ထုအခန်းကြီး9မှာတပည့်တော်တွေကဧဝံဂေလိကိုလှုပ်ဆောင်နေတော့ဒေသနာတွေဝေငှကြတဲ့အခါမင်းလူလင်တွေအစိုးရတွေကမဝေငှရဘူး။ဖျားရဲ့နှုတ်ကပတ်တော်ကိုမဝေငှရဘူးလို့ပြောတဲ့အခါမှာတို့တို့ဒီအမတန်မှရဲစွမ်းတတ်တိရှိပြီးတော့တို့ရိုက်နဲ့ညင်ပန်းခြင်းခံရပြီးတော့ပြန်လွတ်လိုက်တယ်ဒါပေမဲ့အဲ့ရိုက်နှက်တဲ့ခံရတဲ့အရာကိုတဲ့ရှက်ကြောက်စရာအကြောင်းလို့မမှတ်ဘူးတဲ့သူတို့က ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပဲသူတို့ချီးမွမ်းပြီးတော့နေ့ရက်တိုင်းမှာအင်ဝင်ကလေးတရားကိုဆက်ဟောနေတယ်လို့ပြောတယ်။ဘာကြောင့်တတိရှိတာလဲ။ဘာကြောင့်သူတို့မှာခွန်အားတွေရှိနေတာလဲဆိုရင်ဘုရားသခင်ရဲ့အသက်စာရှိခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ဖြည့်ပြင်းဩဝါဒစာခန်းကြီး20ခန်းငယ်23မှာမျှော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍မတင်းရင်မရွေ့လျော့ပဲတည်ကြည်ကြကုန်။အကြောင်းမူကားဂရုထားတော်မူသောသူသည်သစ္စာနှင့်ပြည့်စုံ၏။ ကျွန်တော်တို့အတင်းတော်ရဲ့ဂျေစုတော်ချီးမွမ်းခြင်းအစီအစဉ်ဒီနေ့ဖြတ်သန်းခဲ့ရတယ်နော်။တမိုင်းကျောင်းထဲမှာခုနကနာမည်တွေအများကြီးပြောသွားခဲ့တဲ့သူတွေကဒီလိုယုံကြည်ခြင်းနဲ့နော်မျှော်လင့်ခြင်းနဲ့တတ်တည်တွေရှိနေခြင်းကဘုရားသခင်ရဲ့သစ္စာတော်ကြောင့်ဖြစ်တယ်။ဒါကြောင့်209နှစ်တိုင်အောင်ပို့ဆောင်ပေးခဲ့တဲ့ဒီသစ္စာတော်လက်ကိုကျွန်တော်တို့မချီးမွမ်းပဲမနေနိုင်ပါဘူး။ဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့ဘာခွန်အားယူခြင်းလဲဆိုလို့ရှိရင်ဘိုးဘေးတွေဘိုးဘေးတွေရဲ့ ပေးခဲ့တဲ့ယုံကြည်ခြင်းဘိုးဘီးတွေရဲ့ယုံကြည်ခြင်းအမွေကိုကျွန်တော်တို့လက်ဆင့်ကမ်းမယ်ဘိုးဘီးတွေလောက်ခဲ့တဲ့သာသနာအမွေကိုကျွန်တော်တို့လက်ဆင့်ကမ်းဖို့ဖြစ်ပါတယ်ဟိပြင်းဩဝါဒစာခန်းကြီး7အခန်းငယ်1ကနေ2မှာယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည်ချီးမွမ်းတော်မူခြင်းကိုခံရ၏ဒါကအဲဒီဟိပြင်းဩဝါဒစာထဲမှာပြောထားတဲ့ ယုံကြည်ခြင်းရဲ့ဖခင်နေပေါ့နော်အာဗြဟံတို့ယာကုပ်တို့ယောသတ်မောရှေပေါ့ဂီတောင်မဆယုံကြည်ခြင်းနေရဲ့သက်သေတွေကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်မကတော့ဒီနေ့အသင်းတော်ရဲ့မွေးနေ့ဖြစ်တဲ့အတွက်လေကျွန်မကဦးနှောရဲ့ယုံကြည်ခြင်းကိုစဉ်းစားကြည့်တယ်ဒီမြန်မာနိုင်ငံမှာပထမဦးဆုံးဦးသီးဖြစ်တဲ့ဦးနှောဟာ1819ခုဇွန်လ28ရက်နေ့မှာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခဲ့တာဖြစ်တယ်အဲ့တော့ဆရာကြီးယူဒသန်ရောက်ပြီးတော့6နှစ်လောက်အကြာပေါ့ဆရာကြီးယူဒသန်ရဲ့မမယူဒသန်ရဲ့ဆရာဟောက်ရဲ့ဝိပု စတင်ပြီးတော့လူသုံးဦးကနေစတင်ဝိပုကိုးကွယ်ပြီးတော့နှစ်နှစ်ကျော်ကျော်ကြာလောက်တဲ့အချိန်လောက်မှာစဦးနောကတရားစကားတွေကိုလာနားထောင်နေဆရာကြီးယူဒတ်တန်ရဲ့တရားထူးတရားမြတ်တွေကိုသူနားထောင်နေသူ့ရဲ့ယုံကြည်ခြင်းကိုဖော်ပြခဲ့တယ်သူဆွေးနွေးတယ်တကယ်တော့သူကအယံကိုပညာရှိတဲ့လူရန်စားချမ်းသာတဲ့လူရန်စားလည်းမဟုတ်ပါဘူးဒါပေမဲ့သူဒီအသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်တွေကိုသူကြားရပြီးတော့မှ 但是你如果找个用具的，如果那证明老板帮你说不了，甚至有那东西都要拿给的，看嘛。怎么都要用具钱我身上没的。哎，这嘛，那我白天八达的呀，我来看看包书啦，买来姑娘包。怎么说我也没买那个嘛？怎么说我那暗夜八达的呀？个看看秘密写皮张皮的。八达股票真书啦嘞，你妈皮都皮张里转，没在嘛出钱了人家的股票里面。 ဒါပေမဲ့ဦးနှောကအဲ့ဒီအချိန်မှာဘာသာရေးလူမျိုးရေးထက်အသက်ရှင်တဲ့ဘုရားသခင်ကိုသူယုံကြည်စိတ်ချပြီးတော့မှသူ့ကိုနှစ်ချင်းမင်္ဂလာပေးဖို့ဆန်ကြီးကျူရတန်ရောက်ပြီး6နှစ်လောက်ကြာတဲ့အချိန်ခါမှာပထမဦးဆုံးသောမြမပြည့်ရဲ့အဦးသည်ယုံကြည်ခြင်းဆိုင်ရာအဦးသည်ပုဂ္ဂိုလ်တယောက်ဘိုးဘေးကြီးတယောက်ဖြစ်ဖြစ်ခဲ့ပါတယ်အဲ့တော့သူနှစ်ချင်းခံပြီးတဲ့အခါမှာနော်စစ်ပွဲတွေဖြစ်သွားတယ်1824ခုနှစ်လောက်မှာဆိုရင်အင်္ဂလိပ်မြန်မာစစ်ပွဲတွေဖြစ်တယ် ။နောက်ဆက်ပြီးတော့အဲဒီအခြေအနေတွေကြောင့်ပေါ့နော်ဆက်ကြည့်ကျူရတန်အဖမ်းခံရတယ်။အဲ့ချိန်မှာယုံကြည်သူတွေကကွဲလွန့်သွားတယ်။ဒါပေမဲ့အဲ့ဒီဥနောကစပြီးတော့မှယုံကြည်သူတွေတိုးပွားလာတာကိုကျွန်မတွေ့ရတဲ့အခါမှာဒီလောက်အခြေအနေတွေကြားထဲမှာဆက်ကြည့်ကျူရတန်တို့အဖမ်းခံရပြီးအင်းဝါကိုရောက်သွားတယ်။သူတို့ရဲ့ယုံကြည်ခြင်းတွေပြက်ပြဲသွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကိုလာရောက်ပြီးတော့အေယုန်ဂေလီဝေငှခဲ့တဲ့ဒီဆရာသမားတွေမရှိတဲ့အချိန်မှာ နော်မြန်မာနိုင်ငံရဲ့အခြေအနေဒီအရဖြစ်လာတဲ့စစ်ပွဲတွေအရဒီယုံကြည်ခြင်းကပြည့်ပြည့်သွားနိုင်ပါတယ်ဒါပေမဲ့ဥနောဟာမပြည့်ပြည့်သွားခဲ့ဘူးသူမဆောက်ရင်နောက်ပိုင်းအသင်းတော်မှာနော်ဒီယုံကြည်သူတွေမြန်မာလူမျိုးယုံကြည်သူတွေကအများကြီးတိုးပွားလာခဲ့တယ်ဆိုတာတွေ့ရတယ်ဆက်ပြီးတော့ဒီ1945လောက်မှာဒုတိယကမ္ဘာစစ်ဖြစ်တယ်နော်ဥနောတော့မရှိတော့ဘူးပေါ့လေဒါပေမဲ့အဲ့ဒီဆက်ဘိုးဘေးတွေရဲ့ဆက်ဆက်ကဒီအသင်းတော်ဟာရန်ကုန်အသင်းတော်ဟာ ဘသူလက်အောက်ကိုရောက်သွားလဲဆိုရင်အင်္ဂလိပ်အစိုးရလက်အောက်ကိုရောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအတင်းသူအတင်းသားဥယီက900ကျော်လောက်ထိတိုးပွားလာတယ်လို့ပြောတယ်ဒီဘိုးဘီးတွေရဲ့ယုံကြည်ခြင်းခိုင်ခန့်တဲ့ယုံကြည်ခြင်းကကျမတို့ဒီနေ့မျိုးဆက်အထိလက်ဆင့်ကမ်းနေခဲ့တာဖြစ်ပါတယ်ယုံကြည်ခြင်းဆိုတဲ့အရာကဘုရားသခင်ကိုအားကိုးခြင်းဘုရားသခင်ကိုစိတ်ချခြင်းပေါ့နော်ဘုရားသခင်ကိုနာခံခြင်းဆိုတဲ့အရာတွေပါတယ်ဘိုးဘီးတွေကသူတို့ရဲ့ယုံကြည်ခြင်းအမွေကိုကျမတို့ကိုလက်ဆင့်ကမ်းခဲ့တယ်ဒီနေ့ ဘူပီးတွေရဲ့ယုံကြည်ခြင်းကြောင့်ဒီမှာရှိနေတဲ့သူတွေအခုရောက်ရှိလာတဲ့ဆရာတော်ကြီးတွေနော်ဆရာမတွေတင်းသူအသင်းသားတွေရဲ့ကျမတို့ရဲ့အသက်တာထဲမှာဒီယုံကြည်ခြင်းအမွေကရရှိခဲ့တာဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့နောက်မျိုးဆက်မှာဆက်လက်ပြီးတော့ဒီယုံကြည်ခြင်းအမွေကိုလက်ဆင့်ကမ်းဖို့ရန်လိုအပ်ပါတယ်။ဒီနေ့ခေတ်ချိန်ကာလကယုံကြည်ခြင်းတွေရင်းရိုက်နေနိုင်တဲ့အခြေအနေတွေဖြစ်ပါတယ်။ ဖောက်ပြန်နိုင်တဲ့အခြေအနေတွေဖြစ်ပါတယ်မတည်မြဲကြဘူးเนาะကျွန်တော်တို့အခုအချိန်မှာဖိအားပေးမှုတွေအမျိုးမျိုးရှိတယ်အဲ့ဒီအခြေအနေတွေကနေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြပြသွားစေဖို့ရန်လှုပ်ဆောင်နေတဲ့စာရန်ရဲ့လက်နက်တွေကအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကိုလုံးဝမရင်မရင်ပဲနဲ့ဘိုးဘီးတွေကဲ့သို့ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ရဲ့လက်ထက်မှာဆက်ပြီးတော့ဒီယုံကြည်ခြင်းကိုဆက်သွားဖို့ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နောင်လာမယ့်မျိုးဆက်မှလည်းယုံကြည်ခြင်းအမွေကိုဆက်လက် ကန့်သွားဖို့ရည်ကြီးပါတယ်။ရန်ကုန်အသင်းတော်ကနေစပြီးတော့မှသာသနာကွင်းတွေစပြီးတော့ပေါ်လာခဲ့တယ်ဆိုတာတွေ့ရတယ်။အသင်းတော်တွေတပည့်တော်စုတွေပေါ့နော်။အဲ့တော့သူတို့သာသနာပြုခဲ့တာဖြစ်တယ်။ဘိုးဘီးတွေကသာသနာပြုခဲ့တာဖြစ်တယ်။သူတို့ရဲ့သာသနာပြုခြင်းကြောင့်ဒီနေ့ရန်ကုန်အသင်းတော်ကစပြီးတော့မှမြန်မာနိုင်ငံထဲမှာအသင်းတော်ပေါင်းများစွာဖြစ်ပေါ်လာခဲ့တယ်။အဲ့တော့သာသနာပြုခဲ့တဲ့ဒီအမွေကိုကျမတို့ဆက်ပြီးတော့လက်ဆင့်ကမ်းဖို့ဖြစ်တယ်။ ာသနာပြုခြင်းဆိုတဲ့အရာကကျမတို့ဘိုးဘေးတွေလှုပ်ဆောင်ခဲ့သလိုယေရှုခရစ်တော်ကိုယ်တိုင်ကကျမတို့ကိုခိုင်းခဲ့တဲ့ကြီးမြတ်သောစေခိုင်းမှုကြီးဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ရဲ့အဲဆန္ဒကဘာလဲဆိုရင်လူပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တော်ကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်လို့ပြောတယ်။ဒီနေ့လောကမှာရှိတဲ့လူသားတိုင်းတမန်တော်ကိုသိဖို့ကယ်တင်ခြင်းရောက်ဖို့ဘုရားကအလိုရှိတာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဟာတပည့်တော်တွေနဲ့နောက်ဆုံးတွေ့ဆုံပြီး တန်လွင်တောင်ကနေကောင်းငင်ကိုမတက်ကြွခင်မှာသူမှာခဲ့တဲ့အရာရှမသဲခရွင်ခန်းကြီး28မှာပါပါတယ်။တင်းတို့ဒီသွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလေခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလို့ဒါကကျမတို့ကိုယေရှုခရစ်တော်စေခိုင်းခဲ့တဲ့သာသနာလုပ်ငန်းဖြစ်ပါတယ်။အဲ့ဒီယေရှုခရစ်တော်စေခိုင်းခဲ့တဲ့သာသနာလုပ်ငန်းကိုကျမတို့ဦးနှောသင်းတော်ရဲ့ဘိုးဘေးတွေ ဒီမြန်မာနိုင်ငံမှာပထမဦးဆုံးလာရောက်ပြီးတော့သာသနာမျိုးစည်ကိုကျဲခဲ့သောဆရာကြီးယူရတန်တို့မှအစဆက်လက်လှုပ်ဆောင်ခဲ့တဲ့ဒီသာသနာလုပ်ငန်းကို ကျမတို့ကဆက်ပြီးတော့လက်ဆင့်ကမ်းရမှာဖြစ်ပါတယ်။အဲ့တော့ဒီသာသနာလုပ်ငန်းဟာသခင်ယေရှုခရစ်တော်ရဲ့ဓာတ်ရိုက်အမိန့်ဖြစ်ပါတယ်နော်။ဒါကြောင့်ကျမတို့လှုပ်ဆောင်အောင်မှာဖြစ်တယ်။ကျွန်တော်တို့ဒီမှာရှိတဲ့ဒီမျိုးဆက်ဟာသခင်ယေရှုခရစ်တော်စေခိုင်းခဲ့တဲ့အတိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်နိုင်ဖို့လောကီနိုင်ငံရဲ့ရရတို့သွားရင်လို့ပြောပါတယ်။ ကျွန်တော်တို့တစ်ခါတလေမှာသာသနာပြုတဲ့အခါကိုယ့်ရဲ့နေပယ်ချင်းချင်းလေးထဲမှာပဲမဟုတ်ပါဘူးကျမတို့လူမျိုးတိုင်းရှီကိုသွားဖို့နေရာတိုင်းကိုသွားဖို့အတွက်သခင်ခရစ်တော်ကကျမတို့ကိုပို့ဆောင်ပေးနေတာဖြစ်တယ်သွားပါနော်လူမျိုးတကာရှီကိုသွားပါငါတပည့်ဖြစ်စီပါခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမနဲ့ဗတ္တိဇံကိုပေးပါဆိုတာကသာသနာလုပ်ငန်းတွေကိုဆက်လက်တိုးပွားဖို့ရန်အတွက်ယေရှုခရစ်တော်စီခိုင်းခဲ့တာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ရဲ့ဘိုးဘေးတွေက ဒီသာသနာလုပ်ငန်းကိုဒီအမွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေပြီနော်လှုပ်ဆောင်ခဲ့တယ်အခုကျမတို့ကဆက်ပြီးကျမတို့ခေတ်ကာလမှာဆက်လက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာကျမတို့ရက်နေလို့မရဘူးသာသနာလုပ်ငန်းဟာရက်နေလို့မရပါဘူးဆက်ပြီးတော့သွားမယ့်အရာဖြစ်တယ်ကျမမနေ့ကဒီနှုတ်ကပတ်တော်ကိုပြန်ပြီးတော့ပြင်ဆင်ရင်းနဲ့ကျမစဉ်းစားတယ်ပေါ့နော်ဒီသာသနာအမွေကိုလက်ဆင့်ကမ်းခဲ့တဲ့သမိုင်းထဲမှာကျမတို့ရဲ့အဖအသင်းဥဆရာကြီးကမနေ့ကနှစ်40တည်တည်ရည်တယ်ဆိုတော့ 209နှစ်ဆိုတဲ့အချိန်မှာကျမတို့ဆရာတော်ကြီးကနှစ်ပေါင်း40အထိသူဒီသာသနာအမွေကိုဆက်ပြီးတော့လက်ဆင့်ကမ်းနေတယ်လက်လှောက်ဆောင်နေတယ်ဆရာကြီးကကျမတို့တွေကိုဆက်ပြီးတော့နော်လူငယ်တွေကိုမျိုးဆက်သစ်တွေကိုဆက်ပြီးတော့ပခုံးပြောင်းတာဝန်လွှဲမယ်ဆိုရင်ကျမတို့ဆက်ပြီးတော့လှောက်ဆောင်နိုင်ကြပါမလားလို့တွေးမိပါတယ်ဆရာကြီးတို့လည်းကျမဂုံယူပါရယ်နှစ်ပေါင်း40တိတိ209နှစ်ဆိုတဲ့တမိုင်းချောင်းတက်လျှောက်မှာနှစ်ပေါင်း40တိတိ ဒီဦးနော်အသင်းတော်မှာသူစက်ကတ်ခဲ့ခြင်းကနောက်ထပ်ပေါ့နော်ကျမတို့မရှိတော့တဲ့ဥပမာဒီအသင်းတော်ရဲ့အနှစ်300ပြည့်မွေးနေ့ကျင်းပတဲ့အချိန်မှာအဲ့တမိုင်းเจ้าကိုပြန်ပြောတဲ့အခါကျမတို့ရဲ့အဖဆရာကြီးရဲ့နာမည်ကလည်းသူ့ရဲ့လှုပ်ဆောင်ချက်တွေကလည်းအများကြီးပါနေမှာဖြစ်တယ်အဲ့တော့ကျမတို့ကလည်းဒီနေ့ဒီအသင်းတော်မှာရှိတဲ့အမှုတော်ဆောင်နေအသင်းတော်မှာရှိတဲ့အသင်းတော်လူကြီးတွေသာမကဘူးဒီအသင်းတော်ကနေပြီးတော့မှဖြစ်တည်လာခဲ့တဲ့ သင်းတော်ကြီးများစွာဒီနေ့ရောက်ရှိလာတဲ့အသင်းတော်ကြီးများစွာကလည်းဘိုးဘီးတွေရဲ့အမွေဘိုးဘီးတွေပြုခဲ့တဲ့သာသနာအမွေကိုဆက်လက်ပြီးတော့လက်ဆင့်ကမ်းလှူဆောင်ဖို့ရန်အတွက်ကျွန်မအနေနဲ့ခွန်အားပေးချင်ပါတယ်တတိယတစ်ချက်ကတော့ဒီနေ့ကျွန်တော်တို့ရောက်ရှိလာတာကကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာလာရောက်ပြီးတော့ဦးနှောအသင်းတော်နဲ့အတူတူဒီမှာရှိတဲ့သူတွေဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တယ် နေရကိုနှစ်တိတိအသိတော်ကြီးတစ်ပါးဖြစ်တဲ့ယက်တီခွင့်ရတဲ့အတိတ်မှာကြုံခဲ့ရတဲ့ခါသီးခြင်းတွေခက်ခဲခြင်းတွေပင်ပန်းခြင်းတွေရှိခဲ့ပါတယ်မတိမြဲခြင်းတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့ဂျေစုတော်ချီးမွမ်းဖို့ဖျားအလိုရှိတယ်ဒီ2025ခုနှစ်ဦးနှောအသိတော်ရဲ့အဓိကအသိကတော့အသက်ရှိသောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြစေအသက်ရှိသောသူအပေါင်းလို့ပြောတယ်။သင်နေတဲ့သူကတော့မချီးမွမ်းနိုင်တော့ဘူးလေ။ဒီနေ့ကျမတို့အသက်ရှင်နေတာဖြစ်တဲ့အတွက် 阿德西道都阿帮，他拉皮阿古塞比罗七万步，所以说，像马发多阿边的高窟庙道上啦，摆个天安门嘛，奥坦拉皮阿，阿才内地生人拢专门古拉古七万八米，阿布埃道木拉西的米阿古牛皮阿八米，古拉古阿米表演万达训练八米，南马阿古他们那的青树八米，七万丈呀！ မကျန်းစာထဲမှာဓမ္မဟောင်းထဲမှာဆိုလို့ရှိရင်ဒီ praise ရဲ့စကားလုံးပေါ့နော်ချီးမွမ်းခြင်းဆိုတဲ့စကားလုံးကို296ချိန်ထိပါတယ်လို့ကျမ်းပညာရှင်တွေကလေ့လာထားတယ်။ဓမ္မသစ်ကျမ်းမှာတော့42ချိန်ပေါ့နော်ဘုရားသခင်ကိုချီးမွမ်းကြဖို့ပြောထားတယ်တဲ့။အဲ့တော့ချီးမွမ်းခြင်းဆိုတာကဘုရားသခင်ပေးတဲ့အခွင့်အရေးဖြစ်တယ်လို့ဘုရားသခင်အလိုတော်ရှိတဲ့အရာဖြစ်တယ်။ကျောင်းတော့ဘာကြောင့်ချီးမွမ်းတာလဲဘုရားသခင်ကိုဥမာလူတယောက်ကိုချီးမွမ်းနေဆိုရင်တော့ကျမတို့ကသူ့ရဲ့ အရေးချင်းနော်သူသူ့အပေါ်မှာကျမတို့ရဲ့ချစ်ခင်ခြင်းနေနဲ့ကျမတို့ချီးမွမ်းတယ်ဒါပေမဲ့ဘုရားသခင်ကိုချီးမွမ်းခြင်းကမတူပါဘူးကျမတို့ဘုရားသခင်ကိုချီးမွမ်းတာက Titan လွန်လို့ချီးမွမ်းရတာဖြစ်တယ် Titan လွန်လို့ဂုံပြူရတာဖြစ်တယ်ဂုံပြူပွဲတစ်ခုလုပ်တဲ့အခါမှာအဲ့ဒီလူတယောက်ရဲ့အရေးချင်းတော်၎င်းသူ့ကို Titan နဲ့အတွက်ဂုံပြူခြင်းဖြစ်တယ်လို့ဘုရားသခင်ကတော့ကျမတို့ရဲ့နေ့ရက်တိုင်းမှာဂုံပြူဖို့နေ့ရက်တိုင်းမှာချီးမွမ်းဖို့ Titan နဲ့ ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့အသက်တာနေ့ရက်တိုင်းမှာဘုရားသခင်ကိုချီးမွမ်းရအောင်။၂၀၉နှစ်တည်းပို့ဆောင်ပေးခဲ့တဲ့အသင်းတော်ကြီးကိုဘုရားသခင်လှူဆောင်ပေးခဲ့တဲ့လက်တော်နဲ့ပို့ဆောင်ပေးခဲ့တဲ့အရာကိုကျမတို့ချီးမွမ်းရအောင်။ဒီနေ့အသင်းတော်ကအသင်းတော်မွေးနေ့အဖြစ်ဂျေဇုတော်ချီးမွမ်းခြင်းကဘာကြောင့်လဲ။ဂျေဇုသိတတ်တဲ့သူတယောက်ဖြစ်စေဖို့လူချင်းချင်းကိုကျမတို့ဂျေဇုတင်တယ်ပြောပြီးဘုရားသခင်ကိုဂျေဇုတင်တယ်လို့ပြောဖို့မေ့လျော့နေဖို့မဟုတ်ပါဘူး။ကျမတို့ဟာဂျေဇုသိတတ်တဲ့သူတွေဖြစ်တဲ့အတွက် ဒီနေ့ဘုရားသခင်ကိုချီးမွမ်းပါချီးမွမ်းဖို့ဖြစ်ပါတယ်ပြီးတော့ချီးမွမ်းခြင်းဟာအနာဂတ်ကိုလက်တော်ထဲကိုအနန္တာဖြစ်တယ်တဲ့မနေ့ပြန်ဆိုတာကျမတို့မပိုင်ပါအောင်တော့ဒီနေရာမှာကျမရက်နေပြီမဲ့ခဏနေရှိချင်မှရှိတာပေါ့ပြီးခဲ့တဲ့တလောကပဲเนาะကျမတို့တွေ့ပါတယ်စင်ပေါ်ကနေပဲရုတ်တရက်เนาะဘုရားသခင်ပြန်ခေါ်သွားတဲ့အနေထားတွေစက္ကန့်ပိုင်းတော့ကျမတို့မပိုင်ပါအောင်ဒါပေမဲ့ဒီကျမတို့ရဲ့စက္ကန့်တွေကျမတို့ရဲ့နေ့ရက်တွေကိုပိုင်တဲ့ ဖခင်သခင်ကိုချီးမွမ်းခြင်းနဲ့ကျမတို့ရဲ့အသက်တာကိုအနံ့ဖို့ဖြစ်ပါတယ်။ပြီးတော့ဒီချီးမွမ်းခြင်းဟာကျမတို့ရဲ့အသက်တာထဲမှာငါဆိုတဲ့အရာကိုဗဟုပြုနေခြင်းကနေဖခင်သခင်ကိုဗဟုပြုခြင်းဖြစ်တယ်။ဒီနေ့အ900နှစ်အသင်းတော်ကြီးဦးနော်အသင်းတော်ကြီးရက်တည်နေခြင်းက ကျမတို့ရဲ့အဖအသင်းဦးဆရာကြီးကဥဆောင်နေလို့နော်ဒီအသင်းသူအသင်းသားတွေတော်နေလို့မဟုတ်ပါဘူးဖခင်သခင်ရဲ့ပို့ဆောင်ခြင်းကြောင့်ဖြစ်တယ် ဘုရားသခင်ရဲ့ပို့ဆောင်ခြင်းကြောင့်ကျွန်တော်တို့ဒီနေ့ဆက်သွားနိုင်တာဖြစ်တယ်။မနေ့ကတော့အသင်းတော်ရဲ့အန်တီဂျီကပေါ့နော်အန်တီချယ်ရီကပြောတယ်ကျွန်တော်တို့ဥနောအသင်းတော်မှာဆရာကြီးရဲ့နှစ်40ယေရှုတော်ချီးမွမ်းခြင်းလုပ်တဲ့အခါမှာဒီဥနောအသင်းတော်အတွက်လိုအပ်လို့ကိုဆရာကြီးကဒီနေရာမှာထားထားပေးတာဆရာကြီးကိုဒီနေရာမှာဘုရားသခင်ကပို့ထားပေးတာဖြစ်တယ်လို့ပြောတယ်ဆိုတော့ကျမတို့ငငယ်လေးကလေးကပေါ့နော်ဒီအသင်းတော်မှာပါဝင်ခဲ့တယ်ဟိုဆန်နစကူဘွားကလေးကပါဝင်ခဲ့တဲ့အချိန်ခါမှာ ်ပြောင်းလဲလာတဲ့အခြေအနေတွေကိုအများကြီးတွေ့ရတယ်နော်ဆရာကြီးမရောက်ခင်ရှေ့မှာရှိတဲ့ဆရာကြီးတွေရဲ့အဲဟိုပါ့ဥဆောင်မှုနဲ့ကျမတို့ငငယ်လေးတုန်းကပါဝင်ခဲ့ရတယ်ဒါပေမဲ့ဆရာကြီးရောက်လာပြီးတဲ့နောက်ပေါ့နော်ကျမကတော့အဲ့ချိန်မှာဖေရဝန်ထမ်းဖြစ်တဲ့အတွက်နေကိုပြောင်းသွားတယ်ပြန်ရောက်လာတဲ့အခါမှာဦးနော်တင်းတော်ရဲ့တိုးတက်မှုတွေနဲ့လှူဆောင်မှုတွေကိုကျမတွေ့ရတဲ့အခါမှာအဲကျေးဇူးတော်ကိုချီးမွမ်းတယ်သို့တော်လည်းပဲဒီအခြေအနေတွေထဲမှာဆရာကြီးဖြတ်သန်းခဲ့ရတဲ့အတိုက်အခိုက်တွေ နော်ဟိုရင်ဆိုင်ခဲ့ရတဲ့အခြေအနေတွေအများကြီးရှိပါတယ်ဒီနေ့သူ့ရဲ့ခရီးစဉ်သူသွားနေတဲ့ခရီးစဉ်ကျမတို့အကုန်လုံးမလိုက်နိုင်ပါဘူးနော်သူ့ရဲ့လှုပ်ဆောင်မှုခြေပြားတော်ကျမတို့မမိနိုင်ပါဘူးဒါပေမဲ့ဒီဦးနော်အသင်းတော်ကပထမဦးဆုံးသောမြန်မာပြည်ရဲ့အသင်းတော်ဖြစ်တဲ့အတွက်လေဆက်လက်ပြီးလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဆရာကြီးကိုဘုရားသခင်က ဒီနေရာကိုထားထားပြီးသားလို့အန်တီချယ်ရီကပြောတဲ့အခါမှာကျွန်မဆရာကြီးတို့လည်းချီးမွမ်းသလိုအတင်းတော်တို့လည်းချီးမွမ်းတယ်။ဒါပေမဲ့ကျွန်မတို့ဒီနေရာမှာပဲရပ်လိုက်ဖို့မဟုတ်ဘူး။ဆက်ပြီးတော့ကျွန်မတို့ဆက်သွားဖို့ဖြစ်တယ်။ကျမတို့အသင်းတော်ရဲ့လှူဆောင်မှုကျမတို့အသင်းတော်ရဲ့အခြေအနေတွေကိုဗဟုပြုခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့လမ်းပြမှုဘုရားသခင်ရဲ့ဥဆောင်မှုကြောင့်ဒီနေ့ဒီနေရာမှာလှူဆောင်နိုင်ခြင်းဖြစ်တယ်။ဒါကြောင့်တတိယအချက်အနေနဲ့ကျမတို့ကိုအတိတ်မှာပို့ဆောင်ပေးခဲ့တဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီး မနှက်ပြန်မှအစနောင်လာမဲ့ရာစုနှစ်ပေါင်းများစွာအထိကျွန်တော်တို့မရှိတော့ရင်တောင်မှဒီအသင်းတော်အတွက်ဘုရားသခင်ရဲ့ပြုခဲ့ပြီးသောကျေးဇူးတော်တွေကိုရေတွက်ချီးမွမ်းတတ်သောနှလုံးသားဖြစ်စေဖို့ယေကြည်ပါတယ်။နောက်ဆုံးနဲ့နံပါတ်၄တစ်ချက်ကတော့ဒီနေ့ကစပြီးတော့209နှစ်ပြည့်ကနေရှေ့လာမဲ့ခရီးအတွက်ပူပူတတပြေးကြရအောင်။ဟေပြင်းဩဝါဒစာခန်းကြီး7ခန်းငယ်1ကနေနှစ်မှာ ထို့ကြောင့်ဤမြလောက်များစွာသောအသက်တွေအပေါင်းတို့သည်ငါတို့ကိုဝမ်းရံလျက်ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ရှက်တတ်သောဒုစရိုက်ကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌သာသောပန်းနှုံးတိုင်သို့ရောက်ခြင်းကအမလျှော့ပဲပြေးချကုန်အံယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံဒီချိန်ကပြေးဖို့အရန်ခက်ခဲတဲ့ကာလဖြစ်ပါတယ်ပြင်ပန်းကြပါတယ်လူတွေက အခက်အခဲတွေအများကြီးရှိပါတယ်ဒါပေမဲ့ဟေဘရဲဩဝါဒစာထဲမှာရေးသားထားတဲ့မှတ်တမ်းတင်ထားတဲ့ယုံကြည်ခြင်းရဲ့ဖခင်တွေကဘလောက်တောင်မှပင်မခြင်းတွေရှိခဲ့လေဒါပေမဲ့အဲ့ဒီသက်သေတွေကကျမတို့ရဲ့အသက်တာထဲမှာဝိုင်းရံခဲ့ပြီးပြီဆရာကြီးယူရသမအစဥနောမအစနော်ဒီမြန်မာပြည်ရဲ့ပထမဦးဆုံးသောမျိုးသမီးယုံကြည်သူဒေါ်မင်းကလေးတို့အသင်းတော်မှာအဆက်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ဘိုးဘီးတွေရဲ့သက်သေတွေကကျမတို့ကိုဝိုင်းရံနေတာဖြစ်တဲ့အတွက် ဒီနေ့ခက်ခဲရကာလမှာကျွန်တော်တို့ပို့ပြီးတော့သာသနာပြုဖို့ဖြစ်တယ်။နောက်ဆက်တက်တဲ့အရာတွေဒုစရိုက်တွေကိုဖယ်ရှားပြီးကျွန်တော်တို့မျက်မှောက်မှာထားတဲ့ပန်းနှုံးနိုင်ကိုပို့ပို့သာသာပြုဖို့အရေးကြီးတယ်။အရင်တုန်းကနော်ကျွန်တော်တို့အဲခြေလန်းဆယ်လန်းပြေးခဲ့ရင်အခုချိန်မှာခြေလန်းအလန်း20နဲ့ပြေးဖို့အရေးကြီးပါတယ်နော်။ကျွန်တော်တို့ကိုလက်ဆင့်ကမ်းနေပြီးသာသနာဒီသမိုင်းကြီးအတွက်လက်ဆင့်ကမ်းနေတဲ့အခါမှာကျမတို့လက်ဆင့်ကမ်းယူဆောင်သွားမဲ့သာသနာအမွေကိုပို့ပို့တတပြီးဖို့ ငငယ်တုန်းကအဲလန်လေးတွေကင်ပြီးလက်ဆင့်ကမ်းပြေးပွဲကိုကျမတို့ပြန်ဘူးတယ်နော်အဲ့တော့ကျမတို့ပထမဆုံးစပြီးတော့လန်ကင်လာတဲ့သူကနောက်တယောက်ကိုပေးရမယ့်အခါမှာယူရမယ့်သူကလည်းအယံသင့်ဒီဘက်ကနေလက်ဆင့်ကမ်းမဲ့သူကလည်းအယံသင့်အဲ့တော့ကျမတို့ကအဲ့ပေးလာတဲ့လက်ဆင့်ကမ်းလာတဲ့အလံကိုကင်ပြီးတော့တခါလေဆက်ပြီးတော့အားရပါရပြည်တယ်နောက်ထပ်မျိုးဆက်တစ်ခုကိုနော်ဆက်ပြီးတော့ကမ်းဖို့ရန်အတွက်ဒီနေ့ကျမတို့သာသနာလုပ်ငန်းမှာလည်းအဲ့လက်ဆင့်ကမ်းပြေးပွဲလိုပဲပို့ပို့တတပြေးဖို့အရေးကြီးပါတယ် ဘူမိတွေကတော့သူတို့ရဲ့ခยีကိုပြီးအောင်အဆုံးထိတန်အောင်သူတို့ပြေးလာခဲ့တယ်။တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းလာခဲ့တယ်။နော်ဒီနေ့ကျမတို့လက်ထဲကိုဒီသာသနာလုပ်ငန်းတွေကရောက်ရှိနေပြီဖြစ်တယ်။အဲ့တော့ကျမတို့မျက်မှောက်မှာထားတဲ့ပန်းတုံပန်းတိုင်ကိုရအောင်ပို့ပို့တတာပြေးချရအောင်အဲ့လိုပြေးတဲ့အခါမှာတော့ကျမတို့ခွန်အားနဲ့မရပါဘူး။ယုံကြည်ခြင်းကိုအစအဦးဆင်၍စုံလင်စေတော်မူသောသခင်ယေရှုခရစ်တော်ကိုပဲစစ်စစ်ကြည့်ရှုပြီးတော့ ပူပူတတာပြေးဖို့ရန်အတွက်ခွန်အားပေးခြင်းနဲ့ဤကုန်းချုပ်အနေနဲ့ဒီနေ့အစဉ်ကျောရဦးနောတင်းတော်ရဲ့209နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းရနေ့ရဖြစ်တယ်။ပို့ဆောင်ပေးခဲ့တဲ့အချိန်ကာလကိုပြန်လည်စဉ်းစားရင်သစ္စာလက်တော်ဖြင့်ပို့ဆောင်ပေးခဲ့သောဒီခရီးစဉ်အရှိကြီးကိုကျေးဇူးတော်ချီးမွမ်းကြရအောင်။ဘိုးဘီးတွေကျမတို့ကိုပေးခဲ့တဲ့ယုံကြည်ခြင်းအမွေနဲ့သာသနာအမွေကိုနောင်လာမဲ့မျိုးဆက်တွေအတွက်လက်ဆင့်ကမ်းရအောင်။ကျမတို့ကိုအတိတ်မှာပြုခဲ့ပေးတဲ့ကျေးဇူးတွေ ကျမတို့ရဲ့အသင်းတော်ကျမတို့ရဲ့ဘဝအသက်တာမှာလဲနော်ကျမတို့ကိုဘုရားသခင်ပြုခဲ့တဲ့ကျေးဇူးတွေကိုရေတွက်ချီးမွမ်းရင်နောင်လာမယ့်အနာဂတ်မှာလဲဘုရားသခင်ကိုအနံ့ရအောင်နောက်ဆုံးကျမတို့ဒီနေ့ရှိနေတဲ့နေရာကနေဘုရားသခင်ရဲ့နိုင်ငံတော်အတွက်နော်ခုနကတခြင်းလဲဆိုတာသက်ဆုံးတိုင်အထိဆက်ကပ်ဖို့ဆရာကြီးယူရတန်လဲတာသက်ဆုံးအထိသူဆက်ကပ်ခဲ့တာပဲဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလဲသက်ဆုံးအထိတိုင်အောင်ဆက်ကပ်ပြီးတော့မှ ကျမတို့ရဲ့ခြေလမ်းတွေကိုပို့ပြီးတော့မြင့်တင်ချရအောင် ျမတို့ဒီသာသနာခရီးကဒီနေရာကျမတို့နဲ့ပဲအဆုံးမသက်သွားပါဘူးအနာဂတ်မျိုးဆက်တွေကိုဆက်လက်ဝင်ငှသွားဖို့ဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့ဘဝအသက်တာထဲမှာဒီနေ့နှုတ်ကပတ်တော်အားဖြင့်အသင်းတော်ရဲ့206နှစ်အတွက်ပဲဒီနှုတ်ကပတ်တော်မဟုတ်ပဲနဲ့ကျမတို့မိမိတို့ရဲ့အသက်တာမှာဒီနေ့ကျမတို့အသက်ဘယ်အရွယ်ထိရောက်နေပြီလဲကျမတို့ကိုဒီနေ့ထိပို့ဆောင်ပေးခဲ့တဲ့ဘုရားသခင်ရဲ့သက်စာလက်တော်တွေကိုချီးမွမ်းရင်းနဲ့ကျမတို့မိဘတွေရဲ့ယုံကြည်ခြင်းကျမတို့ဆရာသမားတွေရဲ့ယုံကြည်ခြင်းကို ဒီယုံကြည်ခြင်းအမွေတွေကိုမှုအောင်လိုက်ပြီးတော့သာသနာပြုလုပ်ငန်းတွေမှာဆက်လက်ပါဝင်ရအောင်နေ့ရက်တိုင်းမှာချီးမွမ်းဖို့ဘုရားသခင်အလိုရှိပါတယ်နှုတ်ခမ်းအသီးနဲ့ကျွန်တော်တို့ချီးမွမ်းပြီးတော့ဘုရားသခင်ကိုဆက်ကန်ရင်ရှေ့လာမယ့်နေ့ရက်ကာလများမှလည်းတားရွေပူပူတတာပြေးပြီးတော့ဘုရားသခင်ရည်မှန်းထားတဲ့နေရာအထိရောက်အောင်ကျွန်တော်တို့ရဲ့အသက်တာတွေကိုဆက်ကပ်ဖို့ ခွန်အားပေးခြင်းပါတယ်။ဥနောအတင်းတော်209နှစ်မှသည် နောင်လာမယ့်နှစ်ပေါင်းများစွာထိတန်အောင်သာ၍ရှင်သန်သောကြီးထွားသောအသီးသီးသောအတင်းတော်နှင့်ပူပူတာတာပြင်းနိုင်သောအတင်းတော်တစ်ပါးဖြစ်စေဖို့ဆုတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။